သူမနောက်ကွယ်မှာနိုင်ငံရေးအဖွဲ့အစည်းတွေရှိနေသလားဆိုတဲ့မေးခွန်းကိုအခုလိုတုံ့ပြန်ခဲ့တဲ့ဖြူဖြူထွေးပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘောင်းမီစနောင်းကနေပြန်လဲကြိုးဆိုလိုက်ပါတယ် Facebook ဆက်လေးဖြူဖြူထွေးကတော့သူမရဲ့နောက်ကွယ်ကကြိုးကင်နေနိုင်ငံရေးအဖွဲ့အစည်းတွေကိုဖော်ထုတ်လိုက်ပါပြီဒီမတိုင်ခင်မှာတော့ဒါရိုက်တာပြင်းဟင်းတရားက Facebook ဆက်လေးဖြူဖြူထွေးရဲ့နောက်ကွယ်မှာကြိုးကင်နေရဲ့အဖွဲ့အစည်းတွေလက်မဲကြီးတွေရှိနေရလို့စွပ်စွဲခဲ့ရပါတယ် ဒါကလည်း Facebook ဆက်လေးဖြည်းဖြည်းတွေးဟာနာမည်ကြီးအနုပညာရှင်မဟုတ်တာတောင်းတော်တော်လေးကိုချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်ပေါ့အထူးသဖြင့်တော့ Facebook ဆက်လေးဖြည်းဖြည်းတွေးကမြန်မာနိုင်ငံမှာတဘာဝဘေးအနေနဲ့ကြာရောက်နေချိန်တင်းတောင်းချီပြီးတော့လှူဒန်းပေးနေရဖြစ်ပါတယ်မြန်မာနိုင်ငံမှာခိုင်နေဝေးကလွှဲရင်နာမည်ကြီးထိတ်တန့်ရုပ်ရှင်မင်းသားနဲ့မင်းသမီးတွေတောင်းဒီလိုမျိုးအလှကြီးအတန်းကြီးမပေးနိုင်ပါဘူးဒါကြောင့်လည်းဖြည်းဖြည်းတွေးဟာဒီလိုမျိုးအလှဒန်းလုပ်ဖို့အတွက်အငွေကိုဘဲကရရတယ်ဆိုပြီးမေးခွန်းထုတ်ကြပါတယ် ဒါရိုက်တာပြင်းတရားနဲ့တချို့သောလူတော်တော်များများကတော့ဖြူဖြူထွေးကိုနောက်ွယ်ကထောက်ပံ့နေရဲ့အဖွဲအစည်းတွေရှိကိုရှိရမယ်လို့ပြောကြပါတယ်။အထူးသဖြင့်တော့ဖြူဖြူထွေးဟာခြံစည်းဦးမယ်တော့ဆိုရဲဟောင်စုစေပြုတ်စီကြောညာမှာနိုင်ငံတော်အကြီးအကဲဟောင်းတယောက်ကိုလှောင်ပြောင်းတယ်လို့ဖြစ်ခဲ့လို့တနိုင်ငံလုံးကပြည်သက်တွေကြားထဲမှာလူပြောစရာတွေဖြစ်ခဲ့ပါသေးတယ်။ဒါကြောင့်ဖြူဖြူထွေးကိုထိန်းချုပ်နေတဲ့နောက်ွယ်ကလက်မဲကြီးတွေရှိနေမလားဆိုပြီးအားလုံးကတော့တန်ရရဝင်နေခဲ့ကြတာဖြစ်ပါတယ် အခုခါမှာတော့ပြပြထွေးကသူမရဲ့နောက်ွယ်ကလက်မဲကြီးတွေနဲ့ကျိုးကင်နေတဲ့လူတွေကို ဖော်ကောင်လှုပ်လိုက်ပြီးဖြစ်ပါတယ်။အဲ့ဒါကတော့ပြပြထွေးရဲ့အမိသားစုဝင်တွေပါ။ပြပြတွေကအင်တာနက်ပေါ်မှာမျှဝေလာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ပြပြတွေရဲ့မိခင်နဲ့အကိုတွေဟာကျိုးတချောင်းကိုကင်ထားကြတာဖြစ်ပြီးပြပြတွေကကျမနောက်ွယ်မှာကျိုးကင်နေကြတဲ့သူတွေကဒီမာပါဆိုပြီးပညာသားပါပါနဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူမရဲ့မိသားစုကကာဝတ်ရှော့လုပ်ငန်းလုပ်လို့လက်တွေကမဲတူးနေကြောင်းပြောခဲ့ပါတယ်။ ဖြူဖြူထွေးကသမိုင်းရဲ့နောက်ွယ်မှာသမားလုံးချင်တာတွေကိုပံ့ပိုးပေးနေတဲ့သူကမိသားစုအပြင်ဘယ်သူမှမရှိပါကြောင်းလူတွေကသမားကိုမဟုတ်မမှန်စကားတွေနဲ့နောက်ွယ်မှာအဖွဲစည်းတွေရှိနေတယ်လို့လို့လို့ပြီးခေတ်ကာလမကောင်းချိန်မှာကြောင်မတွန်းကြပါနဲ့လို့ဖြူဖြူထွေးကပြောခဲ့ရဖြစ်ပါတယ်။ ချင်းပြတွေကသူမဟာတဘာဝဘေးအနေရကြရောက်တဲ့ဒေသတွေမှာဒိန်ပေါင်းတောင်းချီအကုန်ကြခံပြီးတော့လူတန်းနေနိုင်တာကသူမရဲ့ပတ်စံတွေတင်မကပဲအနေနဲ့အရရက်ကစေတနာရှင်ပြည်သူတွေရဲ့စုပေါင်းအလှူတွေဖြစ်ကြောင်းဒီလိုမျိုးစေတနာရှင်ပြည်သူတွေကလူတန်းနာကြောင်းလဲလူတန်းနိုင်တာဖြစ်ပြီးချိုးဆင်တန်ရှင်းတဲ့ငွေတွေကိုလူတန်းနေရဖြစ်ကြောင်းဒါကြောင့်လဲသူမရဲ့အကြောင်းကိုမဟုတ်မမှန်မပြောချဖို့အတွက်ဖြစ်ဖြစ်တွေကတောင်းပန်လာတာဖြစ်ပါတယ်ဖြစ်ဖြစ်တွေဟာအစင်းပေါ်မှာကျွန်းထိုးပြီးနာမည်စကြီးလာကြတဲ့ကမိသားစုနဲ့မိဘနှစ်ပါးကိုသူမရဲ့အနုပညာ ာကျေးလေးတွေနဲ့ရှာဖွေကျွေးမွေးနေရဖြစ်ပါတယ်။တေးတပင်ကောင်းငှက်သသောနားနိုင်ဆိုသလိုပဲပြည်ပြည်တွေကြောင့်ပဲပြည်ပြည်တွေရဲ့မိသားစုလေးကတာယာဆုပြေနေကြရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပြည်ပြည်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်မှာရိုးသားမှုရှိရလို့ထင်ပါသလားဒါမှမဟုတ်ကောက်ကျစ်ရုံမှမှုတွေရှိနေရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်